မင်္ဂလာပါရှင်။ဘာမခက်တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။မြန်မာ့ channel ကတော့မြန်မာနိုင်ငံအနောက်ဆုံးရသတင်းထုတ်သတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ယခုအချိန်မှစပြီးမေလ31ရက်နေ့မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီဧကဝေးရေးပစ္စည်းတပ်ဖွဲ့ကောင်ဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်သိန်းပါဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ယုံမှု28ဦး၏အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မြန်မာနိုင်ငံတွင်လူမျိုးတုံးတက်ဖြတ်မှုဆေးရဆွေးမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်သောဆေးရဆွေးမှုများတွင်ပောင်းဝင်ပတ်သက်နေသည့်စစ်ကောင်စီကာဝေးရေးပစ္စည်းတပ်ဖွဲ့ကောင်ဆောင်ကံမြင်သိန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှ28ဦး၏အမည်စင်းကိုနိုင်ငံတကာနှင့် NGO ကအရေးယူနိုင်ရေးအတွက်တမာဖွံ့ဖြိုးရေးအင်စတီကျူကရမန်နေကထုတ်ပြန်လိုက်သည်။ ရှမန်နေရင်မြန်မာစစ်တပ်၏ပြည်ရင်းစစ်လက်နက်ထုတ်လုပ်ရေးတွင်အ திக တာဝန်ရှိသူများအဖို့ထုတ်ထားသည့်တနက်များနောက်ွယ်မှသွေးစွန်လက်များမြန်မာစစ်တပ်၏လက်နက်ထုတ်သူများအဖို့ထုတ်ခြင်းသုတေသနအစီရင်ခံစာတစ်စောင်ကိုတမဖွံ့ဖြိုးရေးအင်စတီကျူကထုတ်ပြန်ခြင်းဖြစ်သည် တမအင်စတီကျူအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတိကျခိုင်လုံတဲ့အချက်လက်တွေကိုပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်မှုကိုမိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတမဖွံ့ဖြိုးရေးအင်စတီကျူမှမေတ္တမာကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ယင်းအစီရင်ခံစာတွင်ဆဲအုပ်စုကျူးလွန်လျက်ရှိသည့်နိုင်ငံတကာရာဇဝတ်မှုများအတွက်အသုံးပြုသည့်ဆက်လက်နက်များအားထုတ်လုပ်ရရင် အတေကတာဝန်ရှိသူများဖြစ်ကြသည့်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ဤအရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနှင့်ကာကွယ်ရေးပစ္စည်းထုတ်စက်ယုံ25ယုံမှစက်ယုံမှုများကိုဖော်ထုတ်ထားကြောင်းသိရှိရသည်စစ်ကောင်စီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ဤအရာရှိချုပ်မှဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သိန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးမှဗိုလ်ချုပ်ကိုကိုလွင်နှင့်ဗိုလ်ချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရှိရသည်စစ်ကောင်စီလက်နက်စက်ယုံမှုများမှအမှတ်၁ကာကွယ်ရေးပစ္စည်းစက်ယုံမှုဗိုလ်မှူးကြီး ီစော်မျိုးမင်းအမတ်နှစ်ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဗိုလ်မှူးကြီးလှသိမ်းအမှတ်3ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဘုံမှုကြီးမောင်စိုးအမှတ်4ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဒုတိယဘုံမှုကြီးစောမင်းထွန်းအမှတ်5ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဘုံမှုချုပ်ထွေးလာအမှတ်6ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဘုံမှုကြီးတိုးလင်းအမှတ်9ကာကွယ်ရေးပစ္စည်းဆက်ရုံမှုဘုံမှုကြီးထွန်းထွန်းစိုးတို့ဖြစ်ကြောင်းသိရှိရသည် ။ထို့ပြင်အမှတ်၈ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးမင်းဆိုအမှတ်၉ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးတင်မောင်းဆိုအမှတ်၃၀ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးရွှေမြအမှတ်၁၁ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးမင်းမင်းဆိုအမှတ်၁၂ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးနိုင်အောင်အမှတ်၃၃ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးထွန်းတော်အိမ်အမှတ်၁၄ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးရဲစော်ထွေးအမှတ်၁၅ကာကွယ်ရေးပစ္စည်းဆက်ယုံမှုဘုံမှုကြီးဝင်းမြင့်မောင်တို့ဖြစ်သည် ဆက်လက်၍ MS 16ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးစောထွန်းဦး MS 18ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးသိန်းလိန် MS 18ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးစောမြို့နိုင် MS 19ကာကွယ်ရေးပစ္စည်းစက်ရုံမှုဒုဘုံမှုကြီးအောင်ထွေ MS 20ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးတဝင်းအောင် MS 21ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးညီညီလန်း MS 22ကာကွယ်ရေးပစ္စည်းစက်ရုံမှုဒုဘုံမှုကြီးမြတ်သူ MS 23ကာကွယ်ရေးပစ္စည်းစက်ရုံမှုဘုံမှုကြီးတူလင်း MS 24ကာကွယ်ရေးပ စ္စည်းဆက်ယုံမှုဘုံမှုကြီးအောင်ကိုကိုအမှတ်25ကာကွယ်ရေးပစ္စည်းဆက်ယုံမှုရန်အီရိုဖြစ်သည် အဆိုပါဆက်ယုံမှုများသည့်ဆက်လက်နက်ထုတ်လုပ်ရေးအပြင်အရက်သားပြည်သူများအားအကြမ်းဖက်မှုများကိုတိုက်ရိုက်တာဝန်ရှိခြင်းဆဲအိုဆို၏ဖိနှိပ်ရေးရန်တရားရင်တောက်တိုင်ဖြစ်ပါဝင်ကြောင်းဆက်လက်နက်ထုတ်လုပ်ရေးကောင်ဆောင်များအားစစ်ကောင်ဆောင်မင်းအောင်လိုင်ကဘွဲတူအကုံလုံးများချင်းမြင့်ခဲ့ကြောင်းသိရှိရသည်အစီရင်ခံစာတွင်ဆက်လက်နက်ထုတ်လုပ်ရေးတွင်အဓိကတာဝန်ရှိသည့်ကကထုတ်ရင်းဤထိပ်ပိုင်းကောင်ဆောင်များနှင့်ဆက်ယုံမှုများအပေါ်တန်ခတ်ပိတ်ဆို့မှုများချမှတ်ရန်နိုင်ငံတကာအစိုးရများအားတောင်းဆိုထားသည့်အပြင်အစီရင်ခံစာတွင်ဖော်ထုတ်ထားသည့်ဆဲအိုဆို၏ က်လက်နက်ထုတ်လုပ်ရေးတွင်အထူးကတာဝန်ရှိသူများအပေါ်အမြင့်ပြည့်စည်ရင်တွင်ကြီးညာရန်အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားသည်ဆက်လက်ပြီးဘကိုးနှင့်ကရင်အဆက်ရှိတောင်ငူလိပ်တူလမ်းမိုင်းကိုစစ်ကြောင်းထုတ်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းကရင်ပြည်နယ်အဆက်ရှိတောင်ကိုလိတ်တူလမ်းမိုင်းကိုစစ်ကြောင်းထိုးလာသောစံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းဝရက်စိန်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်မေလ28ရက်နေ့ညနေ4နာရီခန့်တွင်ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်အဆက်တောင်ကိုလိတ်တူလမ်းမကြီးရှိတန်မိုးတောင်ကော်ဘက်ချန်ကပလာချန်လမ်းမိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအစံဖက်စစ်တပ်စစ်ကြောင်းကိုဝရက်စိန်တပ်ဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များကဇာပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်းတိုက်ခိုက်မှုတွင်ချမ်းဘက်စစ်တပ်ဘက်မှထိခိုက်မှုရှိပြီးတိစုံမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။တိုက်ပွဲတွင်ချမ်းဘက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်။စစ်ကွေးအသေးပြောင်စီရင်ကိုတော့ကျွန်တော်တို့စီစဉ်နေပါတယ်ဆက်လက်ထုတ်ပြန်သွားပါမယ်ဟုဝရစိန်တပ်ဖွဲ့မှတောင်းအရှိသူတူကပြောဆိုသည် အဆိုပါဖြတ်တောက်တိုက်ခိုက်မှုကိုရင်းစိန်တပ်ဖွဲ့နှင့်အတူတန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာသောစစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF တံပြန်လွှဲပေးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ထိုင်းမြန်မာနယ်စပ်ရှိစကန်းသိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးခဲ့ကြောင်းတော်လရင်ထောက်ပို့လုံဆောင်နေသည့် AEC ကိုရင်းမင်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ28ရက်နေ့တွင်အကြမ်းဖက်စစ်တပ်၏ Blade to Tuscan မှထိုင်းနိုင်ငံတွင်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမြို့ရှိကရင်နေချာစတဲ့ BGF တံပြန်လည်လွှဲပေးခဲ့ကြောင်းသိရှိရသည်။မတ်လဧပြီလနေ့ယခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနေရှိအစံဘက်စစ်ကောင်စီဘူလူတူခလေဒီတခေါ်ဝီခီမောဖာသူစကန်တလေစကန်မေလစကန်မောဖိုးခီစစ်စကန်နဲ့ပလက်တိုစကန်များကနေလီစကန်ရွှေအေးမြိုင်စကန်နဲ့စစ်ကူလာသောစစ်ကြောင်းများကို KNU ကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါစကန်သိမ်းတိုက်ပွဲများအတွင်းအစံဘက်စစ်ကောင် စီတပ်သားများကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတိမ်းရှောင်လာသောစစ်ကောင်စီတပ်သားများကိုစက်တိုက်လိုင်းလံဖမ်းဆီးနေကာကရင်နေကြားစောင့်တပ် BGF တန်လွှဲပြောင်းပေးပို့နေခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်တွင်အင်အား82ဦးပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်သောတော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကာစစ်ကောင်စီတပ်သား22ဦးသည်လည်းထိုင်းနိုင်ငံအတွင်ထွက်ပြေးသွားပြီး ရှင်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့ရန်လှုံ့ဆော်နေကြောင်းသိရှိရသည်။ပလေတိုက62ရက်ကတော့မြောက်ရီပြန်ပို့ပေးတယ်၊စုံစည်းမြိုင်22ဦးကတော့ဆင်းနေတယ်၊နောက်ထပ်မိတာတွေလည်းထိုင်းစစ်တပ်ကဆင်းနေတယ်၊ဝေါ်လီဗျူဟာပြန်ပို့မလား၊မြောက်ရီနေကြားကော်မတီကတဆင်း295ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိတာတွေလည်းစည်ရင်တော့မသိရသေးဘူးဟုဒေတာရင်းတော်လည်းတည်ရင်မြေကပြောဆိုသည်။လက်ရှိချိန်တွင်ကရင်ပြည်နယ်တွင်ရှိမြောက်ရီဖျားသုံးစုကော့ဂရိတ်ဂျုံတို့ ွာပွန်တန်တော်ဒေသများတွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNL မဟာမိတ်တပ်များကြောင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်ပြီးချင်းညီနောင်ကချင်းလန်းကောင်စီနဲ့ပူးပေါင်းရင်လှူလာဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းလန်းနဲ့ကိုင်း၆ဖွဲ့ပြင်ဖွဲ့စည်းထားသောချင်းညီနောင်ဖွဲ့ကချင်းမျိုးသားတက်အိုစီအန်အက်စီအန်ဒီဦးဆောင်သောချင်းလန်းကောင်စီနဲ့ပူးပေါင်းရင်လှူလာဆန္ဒရှိနေကြောင်းချင်းညီအောင်ပြောခွင့်ရဆလိုင်းရောမန်ကဝက်စတန်ညူကိုပြောသည်။ချင်းပြည်တော်လှန်ရေးမှချင်းညီနောင်နဲ့ချင်းလန်းကောင်စီတို့ကွဲနေသည်ကိုဝေဖန်ထောက်ပြမှုများပေါ်ချင်းညီနောင်ကလက်ခံပြီးချင်းလန်းကောင်စီနဲ့ပူးပေါင်းရင်လှူလာကြောင်းဆလိုင်းရောမန်ကပြောသည်။ ဟုတ်ကဲ့ချင်းလန်းကောင်စင်းနဲ့ပူပေါင်းမှုလိုလားပါတယ်ဆန္ဒလည်းရှိပါတယ်ပြည်ထနာတွေပြည်လဲဖို့အတွက်လည်းစူးစမ်းဆောင်ရွက်တာဆွေးနွေးညှိနှိုင်းတာတွေရှိပါတယ်ဟုဆိုသည်ချင်းညီနောင်ဖွဲ့နှင့်ချင်းလန်းကောင်စီတို့ကြားပူပေါင်းရန်ခက်ခဲတဲ့အခြေအနေမဟုတ်ကြောင်းတော်လိုင်းရင်းနှဖွဲ့ကိုတပွဲတည်းဖြစ်စေရန်ပူပေါင်းရာတွင်အပြည့်အလန်းယုံကြည်မှုကိုအရင်ဆုံးတည်ဆောက်ရမည်ဟုချင်းညီနောင်ပြောခွင့်ရဆလိုင်းရောမန်ကဆက်လက်ပြောဆိုသည် ျွန်တော်တို့ပြန်လဲပေါင်းစည်းဖို့ဆိုတာကဘာမှမခက်ခဲဘူးလွယ်လွယ်လေးပဲတခဏလေးအတွင်းမှာပြန်လဲပေါင်းစည်းသွားနိုင်တယ်ကျွန်တော်တို့အဖွဲ့တွေပေါင်းစည်းဖို့ကရှုံချင်မှုတိစောက်ဖို့လိုတယ်ကျွန်တော်တို့မယုံရင်ပေါင်းလို့မရဘူးတန်တရားတွေရှိနေတယ်ကိုရောသူရောအစီအစဉ်တွေအများကြီးနဲ့အဝတ်ပေးတွေအများကြီးရှိနေရင်တော့လူကြောင်ကောက်အောင်မျက်နှာချင်းဆိုင်တွေ့ကြတာပဲရှိမယ်ဘယ်တော့မှပူပေါင်းပြင်မှာမဟုတ်ဘူးရှုံချင်မှုတိစောက်တယ်ဆိုတာလွယ်လွယ်လေးပဲပြောရင်ပြောတဲ့အတိုင်းလိုက်လို့ရမယ်ဂရီတီလိုက်ရမယ်ကျွန်တော်တို့ဒီလိုလုပ်ပါမယ်ဆိုရင်ပြောတဲ့အတိုင်းလုပ်ကျွန်တော်တို့ဒီလိုမလုပ်ပါဘူး ပြောရင်မလုံးနဲ့အဲ့ဒါဆိုရင်ယုံကြည်မှုရပြီဆိုရင်ကျွန်တော်တို့ပေါင်းလို့ရပြီအခုဒီ3နှစ်4နှစ်5နှစ်အတွင်းဝင်တော့မှာပေါ့နော်ယုံကြည်လို့ရတဲ့အဖွဲတွေမဟုတ်ဘူးလုံးဝမယုံကြည်ရတဲ့လူလူအချင်းချင်းအခါခါလဲသူတို့ကိုယ်တိုင်ကတသက်ပြပြပြီးကျွန်တော်တို့ကိုယ်တိုင်လည်းဖြတ်တန်းခဲ့ရတဲ့ခံစားခဲ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပူပေါင်းလို့မရသေးတာပေါ့ဟုပြောသည် တော်လန်ရေးလုံးနေခြင်းနဲ့ကုမ္ပဏီတစ်ခုကိုစီးပွားရေးတစ်ခုကိုပူးပေါင်းလှုပ်ရှားနေတယ်လို့မျိုးမဟုတ်ပဲပြန်မရနိုင်တော့သည့်ထောင်ပေါင်းများစွာသောလူအတန်များကိုရှင်နေပြီးလောက်ကင်နေရသည့်အတွက်ယုံကြည်မှုမရှိရင်ပူးပေါင်းရရမည်မဟုတ်ကြောင်းစလိုင်းယော်မန်ကဆိုသည်ချင်းလန်ကောင်စီအဓိကတော်လန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်ချင်းမျိုးသားတပ်ဦး CNF CNA ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းရေးပေါ် Western News ကမေးမြန်းထားချက်တွင် CNF CNA ပြောခွင့်ရစလိုင်းထံနေကချင်းပြည်နယ်အတွင်းစစ်ကောင်စီကင်းစင်ရေးကိုအဓိကဦးတည်ထားကြောင်းပြန်လည်တုံ့ပြန်သည် ်သို့သောချင်းညီနောင်ဖွဲ့နယ်လင်တွဲဆုံဆွေးနွေးမှုများရှိနေပြီးလက်တလောတွင်တိုးတက်မှုအခြေအနေကို အသေးစိတ်မသိရှိရသေးသော CNN နဲ့ CNN ကပြောခွင့်ရဆလိုက်ထန်နေကဆိုသည် ကြားကန်အဖွဲ့အစည်းတခုနဲ့ချိတ်ဆက်ပြီးတော့တွေးဆောင်ကြတာရှိပါတယ်။ချင်းညီနောင်ဆိုတဲ့အဖွဲ့နဲ့လည်းကျွန်တော်တို့နှစ်ကြိမ်လားအဲ့လိုတော့တွေ့တယ်ပေါ့နော်။လုပ်ငန်းစဉ်တိုးတက်မှုတော့ကျွန်တော်အသေးစိတ်တော့သိမသိဘူး။အဲ့လိုတွေးဆောင်တဲ့လမ်းကြောင်းကတော့နှစ်ဘက်လုပ်ငန်းစဉ်ကတော့ရှိတယ်ပေါ့နော်ဟုပြောသည်။ချင်းညီနောင်နဲ့ချင်းလန်းကောင်စီတို့ကွဲနေကြရဲ့ချင်းမြီတော်လိုင်းရဲ့အတွက်စိတ်မကောင်းဖြစ်ရပြီးအမြန်ဆုံးပြန်လဲပေါင်းစည်းရန်လဲမျှော်လင့်နေကြောင်းချင်းပြည်သူတို့က Western News ကိုပြောသည်။ ရှမ်းသူကိုတိုက်နေတဲ့အဲ့ဒီအဖွဲနှစ်ဖွဲကကွဲသွားတဲ့အခါကျတော့ပြည်သူတွေကခံစားချက်မကောင်းဘူးပေါ့မပြောဘူးပေါ့လေနော်အခုချိန်မှာပြည်သူတွေကအရင်ကြီးမပြောသေးတာကဘုံရန်သူကိုတိုက်ခိုက်နေတဲ့ကာလမို့လို့ပြည်သူတွေကလည်းတော်လန်ရေးကိုနားလည်ပေးတယ်တကယ်ကတော့စိတ်ထဲမှာမကောင်းဘူးပေါ့ဗျာအခုနောက်ပြောသလိုပေါင်းစည်းဖို့အကောင်းဆုံးနည်းလမ်းကတော့စင်းမျိုးသားကောင်စီဆိုတဲ့အောက်မှာပဲပြန်လည်ပြီးတော့မှမျက်မျက်တက်တက်ခွဲဝေပြီးမှပေါဝင်ပေါင်းစည်းကြရင်အရန်ကောင်းပါပါဒါကတော့အားလုံးလက်ခံနိုင်မယ့်အဖွဲဖြစ်မယ်လို့လည်းကျွန်တော်ကတော့မျှော်လင့်နေပါတော့ ဒီဘက်ချင်းလန်းကောင်စီကလည်းသူတို့အစိုးရဆိုတဲ့ဟာနဲ့တောင်းနေရင်တော့ဟိုဘက်ကတော့လက်ခံမှာမဟုတ်ဘူး။ဟိုဘက်ကသူတို့ရဲ့ဖွဲ့စည်းပုံနဲ့တောင်းမယ်ဆိုရင်တော့ဒီဘက်ချင်းလန်းကောင်စီကလည်းလက်ခံမှာမဟုတ်ဘူးလေ။အားလုံးသဘောထားကြီးစွာနဲ့အားလုံးပါဝင်နိုင်တဲ့အစိုးရဖွဲ့ကိုဖွဲ့ပြီးမှအခုနောက်ကပြောသလိုချင်းမျိုးသားကောင်စီဆိုတဲ့အောက်မှာပဲအားလုံးပါဝင်နိုင်ရင်တော့ပြန်လည်ပေါင်းပြီးမှပေါင်းစည်းနိုင်မယ်လို့မျှော်လင့်ပါတယ်ဟုပြောသည်။ ချင်းညောင်ဘွဲနဲ့ချင်းလန်းကောင်စီတို့ကြားမှာချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရာတွင်သဘောထားကွဲလဲရာကနေလမ်းခွဲသွားကြပြီးနောက်ချင်းပြည်တော်လှန်ရေးကစည်းလုံးမှုပြိုကွဲနေကြခြင်းဖြစ်သည့်ချင်းလန်းကောင်စီနှင့်ချင်းညောင်ဘွဲတို့ကြားပြန်လည်ပေါင်းစည်းရန်နှစ်ဖွဲ့လုံးကဆန္ဒရှိနေကြပြီးသို့သောအပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန်လိုအပ်နေကြခြင်းဖြစ်သည့်